မမကြီးကကောင်းတယ်စိတ်ရင်းကောင်းတယ်ပြင်မာတိုင်းပဲအတူကြီးပဲခံရတာအဲဒါမဲ့ဒါမဲ့ဟိုအညိုးကြီးတယ်နော်ဟိုအချစ်ကြီးတယ်အမျက်ကြီးတယ်တခုဆိုရင်ဒါ तू အရန် तू ရဲ့စိတ်က तू ကဘလောက်ပဲတိမ်ငယ်အားငယ်နေပါလေ तू အမြဲတမ်းအပြစ်မှာ မန်တဲနာရအခုအမဆိုတဲ့ကြည်လေအမစိတ်ညစ်နေဆိုမယုံကြဘူးပဲစိတ်ညစ်တာအာဟိုဝမ်းနေတာအပြင်ကလူတွေတခါမှမတွေ့ဘူးအမတွေ့လို့ရှိရင်အများကစောင်းဖြစ်တယ်ပြုံးနေတယ်ရီနေတယ်ပဲမြင်ရခလေးနဲ့ပျော်နေတယ်မြင်ရရင်ထဲမှာဖြစ်တဲ့ခံစားချက်ကိုလူတွေကမသိကြဘူးအဲလူအပြင်လူမပြောပါနဲ့အင်းကလူတွေတော့မသိကြဘူးဆိုတော့အဲ့လိုမျိုးပေါ့မမရဲ့ character က तू ကလှုပ်ဝဲတတ်တယ်အဲဒါမဲ့အချစ်ကြီးတယ်အမြတ်ကြီးတယ်ပေါ့ဟုတ် ဒီနေ့ကတော့စုပေါင်းပုံကလေးအနေနဲ့ဖမုံကြီးစီမှာလာပြီးတော့ကလေးတွေနဲ့အတူတူလာပြီးတော့လာစားသုံးရင်းနဲ့အဲကထိန်လေးလာပြီးတော့ကျင်းပဖြစ်တာပါရှင်ဟာဖမုံကမိဘဆိုအဖေလိုလဲဟုတ်တယ်ကိုယ့်ရဲ့ဆရာသမားလိုလဲဟုတ်တယ်ပြတဲ့အတွက်ကြောင့်ဖခင်ပဲဖြစ်ဖြစ်ဖမုံနဲ့ပဲဖမုံနဲ့ ပို့ပြီးတော့အနေနီးကတ်တာပေါ့နော်အိမ်လည်းနေတယ်ဖုံဖုံကြောင်းနဲ့အိမ်နဲ့ကလည်းနေတယ်ပြီးတော့ဖုံဖုံအမြဲတမ်းဆောက်ရှောက်နေခါကြရင်ကိုကကိုအလုံးရှုပ်နေလို့ဖုံဖုံမစီပုံမဆက်ပြေနေတာဖုံဖုံအမြဲတမ်းဖုံးဆက်ပြီးတော့နေကောင်းကြမှာလားအဲတိုက်ခိုင်နေရှိလို့ရှိရင်လည်းဖုံးမအမြဲတမ်းအားပေးတယ်ပြီးလို့ရှိရင်လည်းဖာပွဲဖာပွဲပြည့်ပြည့်သူကသူ့သမီးကိုအမြဲတမ်း အမကိုအမြန်းခေါ်တယ်ပြီးတော့မဆီမှာလည်းဖမုံရဲ့သားသမီးတွေပေါ့ဖမုံဟိုမှာပြောရမလဲကျမကြီးအတွယ်ပဲဖြစ်ဖြစ်ဖမုံစောင့်ရှောက်ပေးထားတဲ့ခလေးက၄၅၆ရောက်လောက်ရှိရာဆိုတော့ဖမုံကသူ့သားသမီးလို့သူ့မြေးတွေပုံစံဖြစ်နေတာပွေးရပါသူဒီလိုမျိုးချုပ်တက်နေတဲ့ခါကျတော့ရောက်တာနဲ့ဖမုံစီမှာဖမုံမြစ်တာကိုခံယူရင်းနဲ့ဖမုံစီမှာကျမကြီးကောင်ရောင်းနေပေါ့မမတို့ငငယ်တုန်းကထုံးစံအတိုင်းပဲဖမုံကနေပြီးတော့မှအဲတခါပြန်ပြီးတော့စောင့်ရှောက်ပြီးဟိမ့်ရစာလင်းဆိုပြီးတော့ဖမုံနာမည်ပေးထားတာ အဲနောက်တယောက်ကကျတော့လည်းအဲ့လိုပဲချင်းထဲမှာထည့်ထားတော့ခေါင်းကတော်တော်ပြော့နေဖုံဖုံမဲဆောက်ရှောက်ပြီးတော့အဲဖုံဖုံစီမှာပဲအဲဘယ်ပြောဘယ်ပြောမလဲလို့ဆိုလို့ရှိရင်တိတ်ခါတိတ်ခါတင်တာမဟုတ်ဘူးလို့ပဲနာမည်နာပေါ့နော်အဲ့လိုမျိုးပေါ့အော်တိတ်ခါရနာလင်းဆိုလဲဖုံဖုံမဲ့နာမည်ပေးထားတာဇီးပြောင်ကတွေ့တဲ့ကလေးလေးဆိုလဲအဲ့တိုင်းပဲဖုံဖုံကသူကသူ့အမေကစာထဲမှာဟိုပါလေ အာသူ့ရဲ့မွေးနေ့မွေးရက်ကလေးထည့်ပြီးရေးထားတော့ဖုံဖုံအဲ့လားလေးဖတ်ပြီးတော့ဖုံဖုံနဲ့ဇာတာတူတယ်အဓိပတိပါလေးရေးတယ်သမီးနဲ့ဖုံဖုံစီခေါ်လာခဲ့ဆိုဖုံဖုံကနာမည်ပေးပြီးတော့ဖုံဖုံလုတ်ပြီးထားတော့အလိမ့်မာတယ်သူတို့တွေလေသူတို့အဲ့လိုလေးမအောင်လဲငငယ်လေးကလည်းအဲ့ဒါပုံစံသွင်းထားရတာပုံစံနဲ့အကြောင်အမကလေးတွေကိုပင်မခံပြီးဘာလို့လို့ဆိုအွယ်ကလေးကပတ်စံအကုံစားခံအာဒီအပင်မခံပြီးဘာလို့မွေးတာလဲဆိုကိုသားသမီးလိုပုံစံဖြစ်ချင်တော့အခုရွယ်မ၄၅၆နှစ်ကျမှအမကျမှကလေးတွေလက်ခံပြီးတော့မွေးတဲ့အမအဲ့လိုမျိုး လှုပ်ရှင်တာမဟုတ်ဘူးအစတည်းကလည်းမိဘမဲ့အကြောင်းရယ်ဆိုပြီးတော့တီထောင်ရှင်တာမဟုတ်ဘူးကိုက big family တီဆောင်ရှင်တာဘာလို့လဲဆိုတော့ကို့မှာမိသားစုနေတယ်တခုတည်းသမီးလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့လိုမိသားစုကြီးကလေးတွေအများကြီးနဲ့နေချင်တာနေချင်တာဆိုတော့အဲ့လိုမျိုးဝါသနာပါလို့လုံရင်းရနေပြီးတော့မှညားလာလို့ဂေဟာဆိုတာကိုဟိုတက်ရတာပေါ့နော်အာအမှန်တကယ်ဆိုလို့ရှိရင်တော့ဟိုဒါကိုယ့်ရဲ့အိမ်မှာပဲအဲ့လိုမျိုးနေချင်တာဒါမဲ့လည်းအဲမရဘူးလေဆိုတဲ့အခါကျတော့အကောင်လုံးကိုဒါဂေဟာဆိုပြီးတော့ပြောင်းသွားတာပေါ့မှန်တယ်ကတော့ big family ပုံစံနဲ့နေချင်တာပါ အဲ့တော့ကလေးတွေအကုန်လုံးငငယ်တွေကနှုတ်မဟုတ်ဒိုင်ပါအဲ့လိုမျိုးတွေအကုန်ကြခံပြီးတဲ့အခါကျတော့သူတို့ရဲ့ကျမ်းမာရေးကစာဆောက်ရှောက်တည့်ရသားနှစ်သားတွေကမွေးလာတာအခုက9နှစ်ရောက်လာတာဆိုတော့အဲ့ဒီလူပဲကိုယ်နဲ့လက်ပွန်းတည်းနေလာတဲ့အခါကျတော့သူတို့ကလည်းကိုယ်ကိုမိဘအရင်လိုသဘောထားတယ်သဘောထားတယ်သူကလည်းမသိသေးဘူးလေအဲ့တော့ကိုကကိုကသူတို့ရဲ့မိဘအရင်လိုပုံစံဖြစ်နေတော့ဘာပဲပြောပြောသူကလက်ခံတယ်အပုံစံဝင်လို့ပုံစံသွင်းလို့ရတယ်ပေါ့ကလေးတွေအဲ့လိုမျိုးနေနေပဲသွားချက်ဟုတ်အဲ့ဒါငငယ်လေးတွေကသူတို့အလိုလိုက်တယ်ဟို အတကားမှမရိုက်ဘူးအဲစူလိုက်တယ်ဆိုလို့ရှိရင်တော့မျက်နှာပေးနဲ့ပဲစူတယ်အဲ့လိုမျိုးမရိုက်ဘူးအဲပြီးတဲ့အခါကျတော့သူတို့အာဒီဒါကဗုဒ္ဓဘာသာအယူရဆိုရင် အားတဲ့အချိန်မှာဓမ္မစကူတင်နန်းတက်တာတို့ရင်ကျေးလေးမှာတင်နန်းတက်တာအဲ့ဒါတွေကအများကြီးအကူအညီထောက်ပံ့ပေးတယ်လို့ထင်တာပေါ့နော်ဟုတ်ဟုတ်တယ်ဘမောဟေးသားမျိုးယောက်ျားတင်ယောက်ျားလေးတင်နေဟိုဟိုဘယ်လိုပြောမလဲသူစီလာတော့လဲဟေးသားမျိုးကယောက်ျားလေးမိန်းကလေးလောက်ဝတ်လို့မလိုက်တာအဲ့မကျောင်းတက်တော့လဲသူစကတ်လို့ဝတ်ရပါတယ်သူကသူဂဲလို့လဲသူပြောပါတယ်ဂဲလို့ပြောတယ်အဲကြလဲယောက်ျားလေးမှုဝင်ဝင်သွားပြန်ရောအဲကြလဲဂဲမှုဝင်ဝင်သွားပြန်ရောအဲ့လိုမျိုးဘယ်လိုဘယ်လိုလဲမသိ ဟုတ်တယ်ငငယ်လေးကအဲ့လိုမျိုးအဲစကတ်တွေပိုင်ဝတ်ပင်းရလဲသူကရှက်တယ်ဒါပေမဲ့ကြောင်းမှုဆောင်ကြတော့မိုးလို့မရအောင်လေအဲကြောင်းမှုဆောင်ကြတော့စကတ်တော့ဝတ်ရတာပေါ့အဲ့လိုမျိုးဝတ်ရတယ်ပြီးရခါကျရင်ကြောင်းမှာကျတော့အဲဆီယမတွေကတင်ပေးတယ်လေဘာသူကမိန်းကလေးဘာလဲညာအဲ့လိုတင်ပေးတယ်ဆိုတဲ့ခါကျသူဒါတော့လက်ခံတယ်အဲလက်ခံတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့သူကသူဘွိုင်းလာကြလဲဆိုရင်တော့သူဘွိုင်းလို့ပြောတယ်အခုဆိုလို့ရှိရင်ဂဲလို့တော့ပြောတယ်ဒါပေမဲ့မကြိုက်ဘူးဒီပုံစံမဲ့ဝတ်ပေးရအခုဒီလိုပွဲတွေဝတ်မယ်ဆိုရင်သူက အစိုးရလည်းဝတ်ပေးလို့မရအောင်လေမတင်တော့ဘူးစကားဝတ်ပြီးတော့ဆိုရဲသူကထမင်းဆိုရဲလေသူကအဆင်မပြေဘူးမဝတ်ချင်ဘူးဆိုတော့အဲ့ဒါဘာမှမပြောဘူးကြားချတာအဲ့လေသူကသူ့ဗီဇနဲ့သူလာလုံးဝပုံစံမတွင်းပေးထားဘူးကိုကလေမိန်းကလေးဆိုလို့ရှိရင်မိန်းကလေးဆန်ဆန်အဲ့လိုမျိုးတကယ်ကိုမိန်းမပြပြတတ်တာနဲ့မိန်းကလေးမျိုးလေးကိုချစ်ချင်တာအဲ့ကြောင့်ကိုမိန်းကလေးကြီးပါလားအကြီးမိန်းကလေးစလုံးကမိန်းမပြပြတတ်လေသူ့လိုမျိုးတရားမှမပါဘူးအဲ့ဒါသူ့ကိုသူပြန်ဇင်းမြန်ပေါက်စားတယ်သူ့က ူပြောတာတော့သူ့သူပြောတာအဲဟိုတနေ့ဇင်မြောင်လည်းကြီးကိုလွယ်ပြီးတော့သူ့သူဇင်မြောင်ပေါ့စား I am ဇင်မြောင်ပေါ့စားတယ်ဟုတ်တယ်ဒါပေမဲ့သူ့ကဇင်မြောင်မချစ်ဘူးဟုတ်တယ်သူစမြတ်မချေဘူးအမကပဲချက်တာအဲဆိုတော့လေဘုံကြီးနားမှာတရားထိုင်နေတော့ဟိုပြောတော့လေလက်ကလေးပေးပြီးတော့လက်လက်ကိုလွတ်ကင်ထားတယ်အဲ ကညူးဦးလို့ကျင်လို့တဲ့ဟိုကထိန်မှာစူပွားပုံခရီးနေနဲ့ကုသိုလ်ပါဝင်ရနေပြီးတော့ဖမွားသူ့မြေးတွေမှာခေါ်လာခဲ့ဆိုတော့ခလေးတွေအကုန်လုံး လေးအကုန်လုံးဆိုအကြီးအကြီးတွေပေါ့နော်ပြီးတော့အငယ်တွေကတော့ဖုံဖုံရဲ့သားသမီးတွေတုံးရောက်ကိုအငယ်လေးဖုံဖုံတွေ့ကျင်တဲ့ကလေးလေးတွေခေါ်လာပေးဖြစ်တာပေါ့နော်ဟုတ်ဟုတ်ယမန်ကအကုန်လုံးကောင်းနေကောင်းကြရယ်နော်တယောက်ချင်းစီဟောတော့ရိုက်တုံးကတော့ကိုပါတဲ့အခန်းမှာကိုတည်ရာကျန်တဲ့အားတွေဇလန့်အထူးကြီးဆိုတော့လေကိုပါတဲ့အပိုင်းတွေပဲကိုဖတ်တာပေါ့နော်အဲရိုက်တော့လေကိုနဲ့ဟိုတွေ့ရတဲ့အတိုင်းနဲ့ပဲတယောက်ဆောင်ပြီးတော့ဇလန့်ကိုအစားဆုံးသူတို့အရှိမပါဘာကြီးလောက်ထားလဲမသိဘူးဇလန့်တွေကရှည်ပြီးတော့အဲတနည်းလောက်ရိုက်ထားတာ ။အဲ့တော့ဟိုလူကရက်မရဒီလူကရက်မရပြီးခြားထဲမှာခီးသွားအဲ့လိုမျိုးတွေနဲ့ကြာနေတာဆိုတော့ဒါမဲ့တကယ်တကယ်ဟိုဇက်ကိုပြန်ကြည့်တဲ့အချိန်မှာအကုန်လုံးကောင်းကြတယ်နော်။တယောက်တစ်ပိုင်းသူ့တင်းတဲ့ပုံစံဒါရီရသူ့ရန်ဆာ။ဒါမဲ့အဲ့လိုမျိုးပေါ့နော်ဟိုဒီကားမှာဆိုလို့ရှိရင်လည်းဘလူကခေါင်းဆောင်ဘလူကလီဒါဆိုတာမတွေ့ရအောင်လေအကုန်လုံးလုံနိုင်တဲ့သူဟိုရတာပဲ။ အကောင်လုံးကောင်းကြတယ်ပြီးတော့ဒီဇလန်အတွက်မှာဆိုလို့ရှိရင်နောက်ပိုင်းဆိုလို့ရှိရင်ပို့ပြီးတော့ပြည့်သက်တွေမထင်မှတ်ထားတဲ့ဇလန်ဆက်ကွက်မြက်ကွက်တွေအများကြီးရှိပါသေးတယ်24ပိုင်းဆိုတော့အခုမှ16ပိုင်းပဲရှိသေးတာဆိုစနိုးစနိုးဘယ်သူတက်တာလဲဆိုပြီးတော့ hints တွေပေးနေကြတယ်ပေါ့နော်ဒါပေမဲ့မထင်မှတ်တဲ့သူတက်တာပါမမအီကတော့မမရစိတ်ကောင်းရှိရဲ့မမအီကစိတ်ကောင်းရှိတယ်အရန်စိတ်ကောင်းရှိတယ်အဲ့သူအဲ့ကြောင့်ဂျိုက်တာမိမိဘွားအဲ့လိုတော်တာလေတော်တယ်ဆိုတော့သူ့ကိုအဲ့ဇလန်ကလည်းဇလန်လေးကတက်တက်လေးပဲ သူကနေပြန်ကိုးကားပြီးတော့ရေးထားတာဆိုတဲ့ခါကျတော့အော်မြက်ွက်တည်းကအများကြီးပဲအခုဆိုစနိုးကိုဘသူတက်တာလဲတာဝရီတက်တာလားမိုးတီတာတက်တာလားမမကြီးတက်တာလားမသိဘူးအဲ့ဒီမှာမထင်မဲ့တက်လူတယောက်ကတက်လိုက်တာပေါ့နော်အဲ့လိုမျိုးပေါ့ဇလန်းကတော့တနင်္လာနေ့ကျမှကြည်ကြောက်အဲဟုတ်တယ်ဟုတ်တယ်အဖြစ်မပေါ်လောက်သေးဘူးနောက်တစ်ပိုင်းလောက်မှပေါ်မယ်မမကြီးကကောင်းတယ်စိတ်ရင်းကောင်းတယ်ပြင်မာတိုင်းပဲ တူကြီးပဲခံရတာအဲဒါမဲ့ဒါမဲ့ဟိုအညိုးကြည့်တယ်နော်ဟိုအချစ်ကြီးတယ်အမျက်ကြီးတယ်တခုဆိုရင်ဒါ तू အရန် तू ရဲ့စိတ်က तू ကဘလောက်ပဲတိမ်ငယ်အားငယ်နေပါလေ तू အမြဲတမ်းအပြစ်မှာ မန်တင်းလာတယ်အခုအမောက်ဆိုလည်းကြည်တယ်အမစိတ်ညစ်နေဆိုမယုံကြဘူးအဲစိတ်ညစ်တာအာဟိုဝမ်းနေတာအပြင်ကလူတွေတခါမှမတွေ့ဘူးအမောက်တွေ့လို့ရှိရင်အများကစောင်းဖြစ်တယ်ပြုံးနေတယ်ရည်နေတယ်ပဲမြင်ရတယ်ခလေးနဲ့ပျော်နေတယ်မြင်ရတယ်ရင်ထဲမှာဖြစ်တဲ့ခံစားချက်ကိုလူတွေကမသိကြဘူးအဲလူတွေအပြင်လူမပြောပါနဲ့အိမ်ကလူတွေတောင်မသိကြဘူးဆိုတော့အဲ့လိုမျိုးပေါ့မမရဲ character က तू ကလှုပ်ဝဲတတ်တယ်အဲဒါမဲ့အချစ်ကြီးတယ်အမြတ်ကြီးတယ်ပေါ့ဟုတ် အဲဒီရမက်ကားမှာတော့လေ item ကိုချိန်တာပါဆိုတော့အရှိန်ကားတွေမှာကြာ item ကျန်းတယ် item ကျန်းတယ်ဆိုရင်သူ့ character ပေါ်မှာ multi view ကျန်းရတာပေါ့နော်ရင်သွေးမှာဆိုလို့ရှိရင်လည်းဒါအသားသမီးဆိုအလိုလောဘကြီးတဲ့မိန်းမတစ်ယောက်ဆိုတော့အဲ့ညာနဲ့ဝင်နဲ့ပြီးတော့မောက်မာတယ်ရွှေသမီးဆိုအရန်ဟိုနိုင်တဲ့စီးနေလောက်ရဆိုတော့ဒီလိုပျော့ပျော့လေးလုံနေလို့ကမရအောင်အဲ့တော့လေ item ကကျန်းရတယ်တင်ရတယ် အဲ့ဒါကကျွန်မဖီလီဒါနဲ့ဆိုတာတုံးကားမြောက်ပေါ့နော်မဟာမှာကျွန်မဖီလီမှာဆိုလဲဒီတိုင်းပဲအဲဒီလိုမျိုးဟိုသူ့ရဲ့ character ကျန်ရတယ် hot shot ဖြစ်ရတယ်ဆိုတဲ့အခါကျတော့ဒီမှာကျတော့သူကမျက်စံကြီးကဒါစိတ်ရင်းကောင်းပြီးတော့အမြဲတမ်းခံရတဲ့ဘက်ကဒါပေမဲ့သူကအညိုကြည့်တယ်ဆိုတော့ဟိုဂျင်းထဲမှာဖြစ်တဲ့မကျေနပ်ချက်ကိုသူကတိုးသိပ်ပြီးတော့မှသူလက်စားပြန်ချေတတ်တယ်ဆိုတဲ့ဟာမျိုးလေးကိုပေါ့အောင်လို့ညံ့ညက်ကလေးပဲအိုက်တင်လေးတွေကိုတွားရတာပါမမင်းမောင်ကအိုက်တင်ထိမ့်ပေးပါတယ် ဆိုတာဒီမှာဆိုလို့ရှိရင်လည်း idea လေးတွေမတိမတာလေးတွေပေါ့အဲလျောက်ကြားနဲ့ဒီတင်းတက်ပုံနဲ့အဲဖောက်ပြန်နေဆိုလို့ရှိရင်လည်းဒါတော်တော်မျိုးတိတ်ပြီးတော့ပြုံပြုံလေးနဲ့ပြန်ဆက်ဆံအဲ့လိုမျိုး idea လေးအချင်းလေးတွေလောက်လာတာပေါ့အဲအားရှိတာပေါ့ဘာလို့အမလည်းလေဟိုဇလန်းတွေဆိုအများကြီးလည်းမရိုက်နိုင်ပါဘူးအဲ့တော့ကိုရိုက်တဲ့တကားဆိုတကားလေးအဲ့လိုပြိတက်ကထိထိမိမိလေးသဘောကျရဲဆိုတော့ပင်မန့်ချိုးနဲ့တာပေါ့နော်ကိုကလည်းနုပညာဝါသနာပါတာအရန်ဝါသနာပါတာဝါသနာပါတော့မရိုက်ဖက်လည်းမနေနိုင်ဘူးအဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုပြောရမလဲဒီလိုမျိုးပြိတက်ကအတိမတ်လေးပြည့်ရဆို ော့ကျေနပ်တာပေါ့အရှင်းရကားတွေထဲသူတို့ကပိုကြိုက်ကြရတယ်ဒီမှာ ID လေးတွေညံ့ညံ့လေးတွေဘလိုပဲဖြစ်ဖြစ်ကိုယ်ကလေးအမေပုံစံမမြင်မနဲ့ထလားပပနဲ့မမပုံစံမျိုးလေးမြင်သွားတယ်လို့ထင်တာပေါ့အမြင်နဲ့ကလေးမေပုံစံနဲ့ပဲလေမီဒီယာမှာဆိုလဲစုပ်ပြတ်တက်ပြီးတော့ကလေးတက်တွလို့တွဲလောင်းနေနေပဲအမြင်နဲ့ရိုက်နေတာလေအောင်ခိုင်လင်းတို့တွေအာခေရသွားချင်ရဟာကလေးကစုပ်ပြတ်တက်အဲ့လိုအဲ့လိုမျိုးဆိုဒီမှာရမတ်မှာတော့လှခွင့်ရသွားတယ်ပေါ့လေရက်စံကြီးရဲ့အလှလေးကြည့်ကြည့်ကြတာပေါ့ အာအဲ့လာသူကစတိုင်လစ်ငါးတာလေမစင်မြောက်အတူကအကုန်လုတ်ပေးတာအမစတိုင်လင်ကပတ်စံကုန်တယ်လေသူကအကုန်ပတ်စုံရတယ်အလကားစားပါသူအကုန်အားကိုးရတယ်ဟိုကလေဒီဇလန်းတွဲတစ်ခုရိုက်တယ်ဆိုရင်သူကကိုကိုထက်ပို့ပြီးတော့သူစိတ်ပူတယ် သူရင်ဇလန်းဖတ်တယ်ပြီးရင်ဘယ်နေရာမှာဘယ်အခန်းဘယ်လောက်ဝက်လက်စားအစအအင်းကြီးအပေါ်နဲ့အောက်နဲ့တွဲဖို့အစအဝယ်စားအငယ်အငယ်ကမ်းမှာဆိုလဲအငယ်ကမ်းဘလိုစတိုင်လေးဝက်ဖို့အဲ့ဒါသူပဲအကုန်စီစဉ်ပေးတာဒီဟာမှမဟုတ်ဘူးအပြင်မှာပွဲတက်တာပဲဖြစ်ဖြစ်တခြားဘာဟာပေးပဲဖြစ်အပြင်သွားတာနေ့စဉ် daily ဝက်ရတဲ့အဝယ်စားကိုဆယ်ကားလောက်သူဝက်ပြီးတော့မှမကြိုက်ရင်ပြန်လဲခိုင်းတယ်နောက်ဆုံးဝက်ရမယ်ဟာသူရဲ့အဲ့တော့အမရဲ့အပြင်မှာစတိုင်ကအမြဲတမ်းပုံတုံးတုံးနဲ့ကလေးမေပုံစံဖြစ်တာလဲသူ့ကြောက်မယ်ဘာဖြစ်လဲဆိုတော့ तू ကအဲ့ तू ဘာလို့ခိုင်းတာ

အဲရမက်ကိုမှာပေါ့နော်မျက်စက်နေကိုချစ်ပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အဲဆိုစားလဲဒါဟာတာအနေနဲ့ပေါ့နော်ဒါဘာဖြစ်ကိုကားလေးပောက်တယ်မျက်စက်နေကိုလက်ခံကြရဲဆိုတော့ပျော်တာပေါ့ပျော်တဲ့အခါကျတော့အခုလိုမျိုးပြောတာပေါ့နော်အဲဘာဖြစ်ဖြစ်ဒီလူပြန်လုပ်ငန်းကိုဆက်ပြီးတော့လုပ်ကင်လို့ရအောင်ပြည်သက်တွေကချစ်ခင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုကဒီမှာအင်တာဗျူးရေးသွားစရောချေပြန်ဟာအနေနဲ့စားလေမကောင်းတဲ့ချင်းသေးဒါမှသူကြီးပဲခံရတယ်ဒီကောင်နဲ့ချင်းနေရမှာကြွက်ဖြစ်နေ အပြင်မှာတော့ကြွက်ပါ